အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကန်နဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့ State 50တဲကအရှိချမ်းမှာရှိတဲ့တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာတည်တံကြခံရတဲ့အကျဉ်းသားတဦးကိုအလွန်ရှိကြပြီးရှားပါးလာတဲ့တနပ်နဲ့ပြစ်ခတ်၍အဆုံးစီရင်မဲ့ကိစ္စအတွက် အထူးတပ်ဖွဲ့များကလေ့ကျင့်နေကြပါတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။သတင်းအဖြစ်ဆောင်ကတော့ ABC News က match လ၂ရက်2025မှာတင်ဆက်သွားတာကတော့တောင်ကယ်ရိုလိုင်းနားပြည်နယ်ကအချင်းတောင်တစ်ခုမှာရှိတဲ့တည်တံအမိတ်ချမှတ်ခံထားရသူ Brett Simon 68နှစ်ဆိုသူကိုတည်တံပေးမဲ့ match လ9ရက်2025အခုတောက်ကြနေတွင်သူ့ကိုပြည့်စစ်ခုံနဲ့တော်၎င်းစီထိုးတက်ခြင်းကို၎င်းမြင်းဆိုလိုက်တာကြောင့် လွန်စွာရှေ့ကျပြီးရှားပါးလာတဲ့တနက်ဖြန်ပြစ်ခတ်တက်ဖြတ်ရန်စီစဉ်လိုက်ပြီး သူ့ကို ပြစ်ခတ်တက်ဖြတ်မဲ့တနက်အဖွဲ့ဟာအခုဆိုရင်ပြင်ဆင်လေ့ကျင့်နေကြပါပြီ။အမေရိကရင်တနက်ဖြန်ပြစ်ခတ်ပြီးဒေတန်စီရင်မှုကို2010ခုနှစ်တုန်းကယူတာအကျဉ်းတောင်တွင်စီရင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒါကတော့နောက်ဆုံးတစ်ခုဖြစ်ပါတယ်။တောင်ကယ်ရိုလိုင်းနားမှာအကျဉ်းထောင်သည်ဒေတန်ပေးတဲ့ဒီမင်းတမန်ကွက်မြက်အဆောင်ကိုလွန်ခဲ့တဲ့ သုံးနှစ်မှစတင်၍ပြုပြင်မွမ်းမံခဲ့ပါရယ်အခုတော့အဲ့ဒီတေမန်တေမင်းတမန်ခမ်းမတွင်တောက်ကြနေမက်လ9ရက်2025မှာတေတံအမိတ်ကြခံထားတဲ့အကျဉ်းသားအားပြစ်ခတ်တပ်ဖြန့်ရဲ့အတွက်လက်မယွန်းတနတ်သမားများသည်ပြစ်မှတ်ကိုမလွဲမချော်အောင်လေ့ကျင့်နေလျက်ရှိနေကြပါရယ်တည်တံကြခန့်ထားရသောအကျဉ်းသားကိုဤမျိုးစုံဖြင့်တည်တံတွေစီရင်နေတာရှိနေပေမဲ့အခုလိုတနက်ဖြန်ပြစ်ခတ်စီရင်တာဟာဆိုရင်တော့ တိတ်လှုပ်လေလှုပ်ထားမရှိပဲ1986ခုနှစ်တည်တံပေးခြင်းဆိုင်ရာပုံမှန်ထွက်လာပြီးနောက်ပိုင်းမှာတော့၃ချိန်သာတနက်ဖြန်တည်တံစီရင်ခဲ့တာရှိပြီးနောက်ဆုံးပြတ်ခတ်စီရင်လိုက်တာကတော့ခုနပြောခဲ့တဲ့ယူတာမှာ2010လောကပြုလုပ်တာပဲဖြစ်ပါတယ်အခုအချိန်မှာတော့တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာဒေတန်ကြအချင်းသားဘရက်ဆင်မွန်ကတော့အခုတောက်ကြနေမှာသူ့ကိုပေးမဲ့ဒေတန်ကိုစီထိုးတတ်ခြင်းလျှက်စစ်ဖြင့်တတ်ခြင်း ရွေးချိုးချတဲ့ချင်းတို့ကိုမလိုချင်ပဲတနက်ဖြစ်တာပြစ်ခတ်တဲ့ဖြတ်ချင်းပြုရန်တောင်းဆိုလိုက်ပါတယ်။သူ့ရဲ့ရှိနေကတော့ break ဟာသူ့အတွက်သူ့ကြိုက်နှစ်သက်တဲ့လမ်းကိုရွေးချယ်လိုက်တာပါလို့ပြောပါတယ်။ break 69နှစ်ဟာဆိုရင်တော့2000ခုနှစ်တုန်းက သူ့ရဲ့ကြီးစားဟောင်းရဲ့မိဘတွေကိုရက်ဆက်စွာရိုက်နှက်တပ်ဖြတ်ခဲ့ပါတယ်။သူဟာတည်တံပေးလေးရှိတဲ့စေထိုးတပ်ချင်းကိုငင်းဆန်ရတာကတော့ပြီးခဲ့တဲ့၃ခေါက်ကသူ့ရဲ့အချင်းထောင်မှာ ခြေထိုးတက်ပြီးတော့တည်တန်းစီရင်ရမှာ 10g ရှိတဲ့ pentobarbital လို့ခေါ်တဲ့ဆေးကို ထိုးလိုက်တဲ့အခါမှာတော့အာနာပိုင်များကလိုအပ်တာထက်ပိုများသွားလို့တည်ဆုံးသွားရတဲ့သူဟာဝေဒနာမပါဘဲတည်ဆုံးသွားရမယ့်အစားအဲ့ဒီဆေးအဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်ပြီးအစုတ်ထဲမှာသွေးတွေပြည့်ရှံလျာပြီးလာပြီးတော့ရေမွန်းပြီးတည်တယ်လို့ခံစားသွားရပြီးတည်သွားတဲ့ ပုံစံတွေကိုတွေ့ရတာကြောင့်လို့သူကပြောပြီးညှင်းဆုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့် Bridget ရှေ့နဲ့ King ကတော့သူ့ရဲ့အမှုတဲ့ Brett ဟာမျှမျှတတရွေးချယ်ခွင့်ရရှိရန်အတွက်စေထိုးတတ်တဲ့စေပမာဏကိုကာယကံရှင်နာကျင်မှုမရှိဘဲအသက်ထွက်သွားရန်ပြည်နယ်အစိုးရအနေနဲ့ချိန်ညှိသင့်တယ်လို့စောဒကတက်ခဲ့ပါတယ်။ Bridget တည်တံကြောက်ခံရမယ့်ရက်နီလာရာနဲ့အမျှနောက်ဆုံးမိနစ်တွင်ပြန်လည်တက်ညာခွင့်ကို ပိတ်ပင်ထားသဖြင့်အခုလိုတနက်ဖြန်ပြစ်ခတ်စီရင်ခြင်းဟာအမေရိကရဲ့တည်တံအမိန့်ဆိုပေမဲ့တရားရဲ့လားဆိုတော့ဆိုတဲ့မေးခွန်းတွေအခုထွက်ပေါ်လာပါတယ်။အမေရိကန်ပြည်တွင်းစစ်ပွဲကာလတွေများမှသာတနက်ဖြန်ပြစ်ခတ်စီရင်မှုကိုအသုံးပြုတာများပြီးတော့အများအားဖြင့်မစီရင်မီမျက်နှာကိုဖုံးပြီးတော့လက်ပြန်ကြိုးတုတ်ကစီရင်ခဲ့တာများပါတယ်။နဗာရာပြည်နယ်ကတနက်ဖြန်စီရင်တဲ့အမှုတစ်ခုမှာတော့ မရှင်းကန်စက်တနက်ပြင်ပြစ်ခတ်ခဲ့တာကြောင့်အခြားသူများကပြစ်ခတ်စရာမလိုတော့ပါဘူး။ဒီနေ့ခေတ်မှာတော့ပြည်နယ်ခန့်နေတဲ့ကသာတည်တံကိုတနက်ဖြန်စီရင်တာရှိနေပါတယ်။အဲ့ဒီပြည်နယ်တွေကတော့ Mississippi နဲ့ Oklahoma တို့ပဲဖြစ်ပြီးတော့တောင်ကယ်လိုလိုင်းနာပြည်နယ်ကတော့2021ခုနှစ်မှာအတည်ပြုခဲ့ပြီး Idaho ပြည်နယ်ကလည်းတရားဝင်ခွင့်ပြုလိုက်ပါတယ်။စီထိုးတက်ရမှာတုံးတဲ့စီးတွေရှားပါလာလို့ဟု သိရပါတယ်။ Richland တက္ကသိုလ်ဥပဒေ Professor Corina Barrett ကပြောတာကတော့စေထိုးတတ်တဲ့ကိစ္စတွေမှာပြဿနာတွေများပြားလာတာတွေတွေ့လာရလို့ဒီလိုတနက်နဲ့ပြစ်ခတ်ပြီးတည်တံ့စီရင်ရကြောင်းပြောပါတယ်။ Utah ပြည်နယ်မှာ2010လုံးကစီရင်ခဲ့တဲ့တည်တံ့ကြခံရသူအကျဉ်းသား Ronnie Lee Gardner လုံးကဆိုလို့ရှိရင်တော့ကလကာကိုဖွင့်ပြီးစတင်ပြစ်ခတ်တာကအစအသက်ထွက်သွားတဲ့အထိ၄မိနစ်ကြာကြောင်းသိရပါတယ်။ အဲ့ဒီတည်တံကြခံရသူ Gardner 56နှစ်ဆိုသူဟာဆိုရင်1984ခုနှစ်မှာဘာအရက်တစ်ခုဘာတစ်ခုမှအရက်ရောင်းခဲ့သူ Melvin John ဆိုသူကိုတပ်ဖြတ်မှုကြောင့်အမှုရင်ဆိုင်ရုံထွက် နေရစဉ်တရားရုံးမှာတရားသူကြီး Michelle Boulder ကိုရက်ဆက်စွာတနက်ပလိစီယာတနက်လူပြီးပြက်ခတ်တပ်ဖြတ်ပြီးထွက်ပြေးရန်စူးစမ်းမှုကို1985ခုနှစ်မှာထပ်မံကျူးလွန်ခဲ့တာကြောင့် တေတံကြခံခဲ့ရပါတယ်။သူ့ကိုတေတံစီရင်တဲ့နေ့မှာတော့ထောင်ဝင်တန်းတွေဟာထိုင်ကုန်မှာကျိုးတုပ်ခေါင်းကိုအပွင့်မဲ့အုပ်ကနွားရဲ့မျက်လုံးပုံတံပြက်မှတ်ကိုသူ့ရဲ့ရင်ဘတ်မှာချိတ်ဆွဲလိုက်ပြီးတော့ပလိတ်အရာရှိ9ယောက်ကနေပြီးတော့0.30 Winchester caliber တနက်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်လိုက်ကြပါတယ်။အဲ့ဒီကြည်စံတွေထဲမှာတစ်ခုကပဲတေစီတဲ့ကြည်စံဖြစ်ပြီးတော့ဘသူတနက်ထဲမှာအဲ့ဒီကြည်စံရှိနေတယ်ဆိုတာ ဘသူမှမသိရတောင်းသိရပါတယ်ပြစ်ခတ်ခံရပြီးဂါဒနာဟာသူ့ရဲ့လက်ကိုလှုပ်လိုက်တာတွေ့လို့ထပ်မံပြစ်ခတ်ရတော့မယ်လို့အားလုံးကထင်ခဲ့ကြပေမဲ့ခဏအကြာမှာတော့သူတည်သွားပြီဖြစ်ကြောင်းဆီအောင်ဝင်းကပြောလာတဲ့အတွက်ထပ်မံမပြစ်ခတ်တော့ပါဘူးဂါဒနာရဲ့အကိုဖြစ်သူရန်ဒီဂါဒနာကပြောတာကတော့သူ့အကိုကိုပြစ်သက်တုံးကသူတို့မိသားစုကို လာမကြည့်ခဲ့ရကြောင်းအလောင်းကိုတွေ့တဲ့အခါကျမှသာအလုံးကြည်ခွေရကြောင်း တကူလုံးသွေးတွေနဲ့ခြေစွတ်မှလည်းသွေးတွေရွှဲနေပြီးတော့မြင်မကောင်းကြောင်းတွေ့ရပါတယ်အခုလိုအဲ့ဒါကြောင့်အခုလိုတောင်ကယ်ရိုလိုင်းနားပြည်နယ်မှာတောက်ကြံနေစီရင်မဲ့တနက်မဲ့ပစ်ခတ်စီရင်မဲ့ကိစ္စမှာတော့တော်တော်ကြေကွဲစရာကောင်းမှာဖြစ်ကြောင်းသူကပြောသွားပါတယ်အဲ့ဒီတနက်တန်တွေကိုအခြားဒေတန်ကိုစောင့်ဆိုင်နေကြတဲ့အကျဉ်းသားတွေကြားရပြီးဘာတွေဖြစ်ကုန်မလဲတော့သူစိတ်နှောင့်မစင်စမ်းမိကြောင်း ABC သတင်းဌာနကိုပြောပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာတင်ဒင်းကတော့ဒီတော့ပါပဲနောက်နေ့ဒီမှာလည်းအမေရိကရဲ့တင်ဒင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်သေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Brandish USA News YouTube Channel လေးကိုတိုက်နှစ်သက်ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye